နံပါတ်1အမေးနွားနဲ့၄ခုဝှေ့မှုဟန်ပြင်းမဝှေ့ကြပဲရှောင်းလဲသည်မြင်အဖြေအရှိအနောက်တောင်မြောက်မိုးစင်ချင်းတန်ပြီးမိုးဝေလွင့်ပြောက်စင်နံပါတ်2အိမ်မက်ကတော့နန်းရွှေရင်းမြမာနနက်ကြီး၄កောင်ဝှေ့မိဟန်ပြုပြီးမဝှေ့ပဲရှောင်းလဲသွားကြတယ်လို့မြင်မှတ်ပါတယ်အဲ့ဒီအိမ်မက်ရဲ့အိဗယ်ကတော့တရားမဆောင်တဲ့သူတို့လက်ထက်မှာထွန်ရက်ဆိုင်ပြုမဲ့အချိန်မှာမိုးဟာရွာချမဲ့ပုံစံပြုတ်ပြီးမရွာဘဲပျောက်ကွယ်သွားကစိုက်တွေးရတာဒုက္ခရောက်လိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။ နံပါတ်1မြေကမကြွငယ်လှအစ်စ်ပင်ဖူးငုံရင်ပြီးပွင့်သီးတွေမြင်အဖြီးအရွယ်မမြပြုံမလုံခင်တမီးသားလင်ထားအိမ်တော်စင်နံပါတ်2အိမ်မက်ကတော့အရွယ်နဲ့မမြတဲ့ငယ်ရွယ်တဲ့အပင်တို့ဟာတီးကြကုန်တယ်လို့မြင်မှတ်ပါတယ်အဲ့ဒါရဲ့အထိပယ်ကတော့ကိလေသာရာကထူပြောလာပြီးအရွယ်မရောက်ခင်အိမ်တော်ပြုကသားသမီးများရကြမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ် နံပါတ်3ယနေ့ဖွာစနမနုသာမိခင်နွားကြီးစုပြီးနေရှာအဖြေတမိနဲ့သာစီးပွားဆိုင်ရာမိနှင်ဖကျွေးမစားရမှာနံပါတ်3အိမ်မက်ကနမကြီးတို့ဟာမွေးကစားနွားလေးထံကနှုတ်ကိုစိုးကြရတယ်လို့မြင်မှတ်ပါတယ်ဒီအိမ်မက်ရဲ့အိဗယ်ကိုတော့ဂရုဂါရဝပြက်ပြားတဲ့ကာလမှာသားသမီးငယ်တို့ထံကနေမိဘတွေကယိုကျိုးခိုကက်နေကြစားကြရမယ်ဆိုတဲ့နမိတ်ဖြစ်တယ်လို့ဆိုပါတယ် နံပါတ်၄နွားကြီးမကြိုက်ဝန်တိုက်နွားငယ်မယုံနိုင်ပဲဝတ်လဲနေတယ်အဖြေကြီးသူပေရှာမြှောက်ထားလူငယ်တိုင်းပြည်ရေးရှုပ်ထွေးပွေတော့မယ်နံပါတ်၄အိမ်မက်ကတော့ခေါ်အားမလားပြည့်ဝတဲ့နွားကြီးများကိုပြစ်ပယ်ပြီးနုပြူတဲ့နွားငယ်များကိုဝန်တင်ကရုံးစီတယ်လို့မြင်မှတ်ပါတယ်ဒီအိမ်မက်ရဲ့အထိပယ်ကတော့နောက်ခါမှာကြီးတဲ့အမှုကိစ္စတာဝန်များကိုလူကြီးများအပြစ်ပယ်ပြီး ငယ်ရွယ်သူတို့သာကြီးကျယ်ဆုံးဖြတ်ကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်ငါကရင်နှခွမြင်းလာရာစာကျွေးမွေးသည်။မဝနိုင်ပါအဖြေမူးမတ်မင်းဆိုးလက်ထိုးသူရှာနှစ်ဖက်စားတရားစီရင်ပါနံပါတ်5အိမ်မက်ကတော့ဥကောင်းနှလုံးရှိတဲ့မြင်းဟာနှစ်ဖက်သောဥကောင်းနဲ့အစာစားတယ်လို့မြင်မှတ်ပါတယ် အထိပ္ပယ်ကတော့နောင်အခါမှာတရားစီရင်ရာ၌ဌာနများဟာနှစ်ဦးနှစ်ဖက်သောသူတို့ထံကလက်ယူပြီးထင်ရမြင်ရာကိုဆုံးဖြတ်စီရင်ကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်ချော့ခွေဦးထန်ဆက်ရွှေခွက်သိန်းတန်ကျင်ငယ်မြဲခွက်သေးစွန့်မြန်အဖြစ်မျိုးမြတ်သမီးပစ္စည်းမဟန်အမျိုးယုတ်လင်လုတ်ပေါင်းဆက်ဆံ့ နံပါတ်6ကတော့အဖိုးတသိန်းထံနဲ့ရွှေခွက်ကိုကျင်ငယ်ဆွမှာဆိုပြီးမြေခွေးကိုပေးတယ်လို့မြင်မှတ်ပါတယ်။ဒီအိမ်မက်ရဲ့ဒိဗေကတော့နောင်ကာလမှာအမျိုးမမန်တဲ့သူတို့ကိုအဖိုးတန်သမီးရတနာတွေတင်ယူဖို့ရာဆက်သက်ရမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။နံပါတ်9ရှေ့ကကြစ်ချလုံးစာကျူးကို ခွေးမခူးစာကြိုက်ဝါးကမျိုးအဖြစ် လင်ကြီးပစ္စည်းတင်းစီမတူလင်ငယ်အားမရားလောကပူနံပါတ်9အိမ်မက်ကတော့ကျင့်နေစေဖြစ်တဲ့ကျူးလွန်းရဲ့အဖျားကိုမြေခွေးမှာခိုးစားနေတယ်လို့မြင်မှတ်ပါတယ်အထိပယ်ကတော့နောင်ခါမှာအမျိုးသမီးတို့ဟာကိုကျင်တရားပြက်ပြပြီးစိတ်괴ရမှာငယ်ရွယ်သူတို့နဲ့ပျော်မြူးကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်ရှစ် အိုးငယ်ချင်းနှင့်အိုးကြီးရေရှမ်းအိုးကြီးကိုပဲရေဆွဲလောင်းပြန်အဖြစ်စင်းရဲသူများဝတ်စားမကြံအခွန်တွက်နှိမ့်ဆက်ငွေကောက်ခံနံပါတ်၈အိမ်မက်ကတော့လူတို့ဟာရေမရှိတဲ့အိုးငယ်များရန်နေတဲ့ရေပြည့်အိုးကြီးကိုရေလောင်းကြတယ်လို့မြင်မှတ်ပါတယ်အထိပယ်ကတော့မိမိတို့မှာရှိတဲ့ရေခါမပြည့်စုံပေမဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုအာနာပိုင်တို့ထံကိုပို့ဆောင်ဆက်သရရမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ် ကိုကြာမျိုးငါဝပွင့်ရရေကံရေလေနောက်လျက်ကမ်းပတ်ရေကြည်ပြန်အဖြစ်မြို့ရင်းပွေရှုပ်ခွန်တုတ်ကောက်ခံမြို့ပြင်ထွက်ပြည့်နှက်စီကားရန်နံပါတ်6အိမ်မက်ကတော့အနာကြည်ပြီးအလေနောက်နေတဲ့ရေကံမှာတတော်များရေတောက်ကြတယ်လို့မြင်မှတ်ပါတယ်နောက်ခါမှာမြို့ရွာလေအခွန်နှိမ့်ဆက်လုံးလို့မြို့စုံမြို့ပြားကိုပြောင်းရွှေ့နေထိုင်ကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ် တဆဲတူရဲချက်အကျက်မကြီးခမင်းမာဆက်ပြော့နဲ့သုံးလီအဖြီမင်းနဲ့လူများ တရားမကြီးမိုးသုံးစားကွက်ကြားရွာချမီနံပါတ်30ကတော့တူရဲမှာချက်တဲ့ခမင်းဟာပြော့လွန်းမာလွန်းတင့်ရောအဖြစ်သုံးမျိုးသုံးစားကြက်တယ်လို့မြင်မှတ်ပါတယ်အတိဘယ်ကတော့တရားပြတ်သော ကာလမှာမိုးကွက်ကြားရွာချင်းကြောင့်မိုးများလွန်းသောနေရာမိုးနေလွန်းသောနေရာနဲ့တင့်ရောရွာသောနေရာအဖြစ် လေသုံးမျိုး क्वे ပြနိုင်မယ်နမိတ်ဖြစ်ပါတယ်နံပါတ်7မွေးထုံနန့်ကျူးဆလကူးသိန်းတံပိုးရည်နဲ့လဲသုံးဆွဲစားပြန်အဖြစ်အဲ့လိုစီများတရားဖို့တံငွေနဲ့လဲအမြဲဟောမြည်မှန်နံပါတ်7ကတော့တသိန်းတံဆလကူးနဲ့ဗရမ ्या စိန်တို့ကို ပုံရည်ကြီးနဲ့လဲစားတယ်လို့မြင်မှတ်ပါတယ်။အထိပယ်ကတော့တရားပြတဲ့ကာလမှာမြတ်စွာဘုရားရဲ့တရားတော်တို့ကိုပစ္စည်းဥစ္စာရရှိဖို့လိန်လေလှည့်ပြဟောပြောလိမ့်မယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်။ဆက်နှစ်တန်ကြီးမပေါင်းဘူးတောင်ဘူးအောင်ရေတွင်စုပ်စုပ်နစ်မြုပ်လုံးစုံအဖြစ်ပညာရှိများစကားအုပ်တုံးပြောသည်မြတ် လောကမတုံးကုန်နံပါတ်7ကတော့အချီနီတော်ဘူရောင်းတို့ဟာရေလယ်မှာနှိမ့်မြုပ်နေကြတယ်လို့မြင်မှတ်ပါတယ်။နောင်ကာလမှာအနှစ်မရှိတဲ့လူရောမာတို့ရဲ့စကားကိုသာလူတွေကနှစ်သက်အတီးပြကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။ဆတ်တော့အိမ်လုံးတောင်လုံးကြောက်တုံးကြောက်ဖြာရေမာဘွားဘွားထင်ရှားပေါ်လာ အဖြစ် ယဟန်ရှင်စိုးလူစိုးများသာဂုံရောင်တိုးတကိုးပေါ်ထွက်မှာနံပါတ်73ကတော့ကြောက်ဖြာကြီးဟာလှေသွင်းခဲ့သူရေပေါ်မှာပေါ်နေတယ်လို့မျက်မှတ်ပါတယ်အတိဘယ်ကတော့ဆွရုတ်တဲ့ကာလမှာသူတော်ကောင်းတို့ရဲ့စကားကိုပေးသက်များကမနစ်သက်ဖဲရှောင်လွှဲကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်ဆလီအစိတ်ပြင်းတော့မွေးဟောက်ကြီးကိုဖားငယ်မှများကြိုက်ဝါးကမျိုး အဖြစ်ကညာယူထတက်ကြားဖို့ကို မရစေအမြဲအောင်ောက်ဆိုနံပါတ်၁၄ကတော့မွေကြီးကိုဖားငယ်ကကြိုက်ဖြတ်စားတောက်နေတယ်လို့မြင်မှတ်ပါတယ်အတိဘယ်ကတော့နောက်အခါမှာကိလေသာအလိုကိုလိုက်ပြီးမိမိထက်ငယ်ရွယ်တဲ့သူတို့နဲ့ပေါင်းတဲ့နေထိုင်ခြင်းကြောင့်ယောက်ျားလူသူဟာမိမာရဲ့အနိုင်ကိုခံရလိမ့်မယ်ဆိုတဲ့နှမိတ်ဖြစ်ပါတယ်၁၅ အစင်းမဲနဲ့ကြီးငတ်ထံမှာရွှေဟင်းသာများခစားနေရှာအဖြစ်ပညာသီလပြည့်ဝသူသာ သူရုပ်အားဝတ်တော်နေရမှာနံပါတ်15ကတော့ရုပ်မာတဲ့ကြီးကိုရွှေဟင်းသာများခြံရံနေကြတယ်လို့မြင်မှတ်ပါတယ်အထိပယ်ကတော့တရားပြချိန်မှာအကျဉ်းတရားနဲ့ပြည့်ဝတဲ့သူတော်ကောင်းတို့ဟာသူရုပ်မာထံမှာမိခိုခရရပြီးနေကြရလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ် 16အမေစိတ်ကိုမြင်냐ကြောက်အားပြင်းထန်ခြင်သည့်တစ်ကြခုံလွားပြည်ပြန်အဖြစ်သူရုံမာများထောင်လွားနိုင်ငံသူတော်ကောင်းပုံအောင်တော်မြန်ရင်နံပါတ်16ကတော့ကျက်တတို့ကိုစိတ်များကလိုက်လံကြိုက်ဖြတ်စားတော့တယ်လို့မြင်မှတ်ပါတယ်အတိဘယ်ကတော့နောက်အခါမှာလူရုံမာတို့ဟာမင်းမြောင်ဆိုးကပ်ပြုတ်လို့ပြီးသူတော်ကောင်းများကိုညှဉ်းပန်းနှိပ်စက်ကြလိမ့်မယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ် ဒီကောသလအိမ်မက်16ချက်နဲ့ယခုခေတ်ဖြစ်ပျက်နေတဲ့အဖြစ်ပျက်ဒီကိုက်ညီသလားမကိုက်ညီသလားဆိုတာကိုတော့ပြည်သူများစဉ်ရင်စဉ်းစားနိုင်ကြပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် ခုလိုဘောဓုတရရစီရဲ့ဗီဒီယိုတွေကိုအစ်စ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်